င်္ဂလာပါရှင်။ငားရဲ့ငားလောက်မှ17ရက်ငားလ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။နောက်ပြီးတော့အလုတ်ကိစ္စမှာလည်းပဲစကားပြောဆိုတဲ့အခါအနေငယ်ပြဿနာလေးတွေရှိတယ်လို့တွေ့ရတယ်။ဒါကြောင့်ပြောဆက်ပါနော်။ တန်မိုးကြီးသောပြည်စီများထွက်တတ်ပါတယ်အဲ့တော့ထွက်တယ်ဆိုတာကမိမိကအသုံးလိုလိုထွက်သွားရင်တော်ရဲ့အဲ့ဒီလိုမျိုးမဟုတ်ပဲတဲ့ပြည်စီတွေပျောက်တာနောက်ပြီးတော့အခိုးခံရတာဒီလိုလေးဖြစ်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီတောက်ပံ့ကောင်းတဲ့ရဖို့ဖြစ်နေပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများစီစဉ်တကြအစီအစဉ်မှုတွေအရန်ကောင်းနေနောက်တစ်ခုကအိမ်ဝယ်မယ်ဆိုပြီးတော့လုပ်ထားတဲ့ကိစ္စလေးတွေလည်းဝယ်ပြစ်သွားမယ်လို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းစရာ ထိခိုက်စရာကြည်ကွင်းစရာမျိုးတွေကြုံရတတ်ပါတယ်။ရန်အတိုက်ခံရှိနေတဲ့တတိထားပါနော်မိမိကိုမနာလိုတဲ့သူမိမိကိုပြန်ဆိုင်နေတဲ့သူမိမိကိုတိုက်ခိုက်နေတဲ့သူဒီလိုလေးတွေရှိတဲ့အတွက်ကြောင့်ဘာသာရေးကိုအရင်ကထည့်ပို့ပြီးတော့လုပ်စီချင်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ပြိပခါတွေဖြစ်တတ်တယ်။အဲ့တော့ပြိပခါဆိုတာအစင်မပြေမှုတွေစတိုင်ကြုံရတတ်တယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအထင်လွင်းစရာအကြောင်းတစ်ခုမဟုတ်ဘူးကြုံရတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာ လူလီသေးမရှိမိမိအပေါ်မှာပံမှုပေးတာ ထောက်ပံ့ပေးတာဒီလူလီတွေ့ရပါတယ်ကျန်းမာရေးနဲ့ပတ်သက်ရောဘေးဥစိတ်ပါဖြစ်တဲ့တဲ့ယောဂဝေဒနာဟာဒူးကောင်းနေအကျောညက်သွားတာဒါမှမဟုတ်လေခြေထောက်တွေအထိုင်အထမကောင်းတာဒါလေးတွေဖြစ်တတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်တည်အလုံးလို့ရတာအခက်အခဲလေးတွေရှိတယ်ပြဿနာလေးတွေရှိတယ်စကားလေးတွေပြောဆိုနေရတယ်ဒီအတွက်ကြောင့်ပူပန်နေရတယ်ဒါကြောင့်မငြိမ်းချမ်းသေးပါဘူး ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်။ဒုဗိမေထီတူကံဆန်းကျင်နေဆိုရင်တော့တစ်တလုံးထီတူကံဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွန်လန်းစီမေတပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုတွေချုပ်ငုပ်ပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ခရီးသွားမဲ့ကိစ္စတွေပြည်တွင်းမဲ့ဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်ဒီလိုလှုပ်ထားတဲ့ကိစ္စရဲ့မှန်သမျှခရီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့မှန်သမျှအစဉ်ပြေစီတဲ့အောင်မြင်စီတဲ့ချောမွေ့စီတွေလို့တွေ့ရပါတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ ကံထောက်ပံ့ဖြစ်စီတဲ့ရေရရာကောင်းပြီးဆရာမပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရေရရာကဘယ်ညက်မစိုးငှက်ငါးကောင်လှုပ်ပေးပြီးတော့မိမိခက်ခဲနေတဲ့အရာတွေအားလုံးကိုအစီအပြေအောင်မြင်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ17ရက်ငားလာ2025တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ တနင်္လာသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့အင်မတန်မှကံအားကောင်းနေပါတယ်မိမိပြောဆိုတဲ့အတိုင်းမိမိလုပ်ချင်တဲ့ဆန္ဒအတိုင်းလုပ်ငန်းကိစ္စအဝဝအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ်ရောင်းရင်းဝယ်ရအဖျားပြဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစေမဲ့တပတ်တာပါတမိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်ဒါကတော့မိမိအနေနဲ့အိမ်ရောင်းချင်တာဒါမှမဟုတ်မြေရောင်းချင်တာဒါမှမဟုတ်ခြံဝိုင်းတွေရောင်းချင်တာဒါမှမဟုတ်ကားရောင်းချင်တာဒီလိုမျိုးတမိုးကြီးရဲ့ပစ္စည်းကိုရောင်းထွက်စီတယ်လို့တွေ့ရပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့ကူညီမှုတွေထောက်ပံ့မှုတွေပံ့ပိုးမှုတွေရရှိစေမယ့်တပတ်တာပါအိမ်နဲ့ပတ်သက်ရင်တော့အရင်စိတ်ရှုပ်နေရပါလိမ့်မယ်။အိမ်ပေါ်မှာစိတ်တိုင်းနေမကြတာအိမ်ကလည်းပြပြပြောရင်လက်မခံတာမျိုးလေးဖြစ်တတ်ပါရဲ့။ဆွေမျိုးသားချင်းစီကမထင်မှတ်တဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါလိမ့်။ရန်အနေနဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်တန်ပွင့်နေတယ်လူချစ်သူခင်ပေါ်နေတယ်ချစ်သူရှိနေတယ်သူဆိုရင်တော့ပြဿနာရှိတာပေါ့နော်ချစ်သူရှိနေပါလေရဲ့အခြားသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာငွေကြီးတော်၎င်းလုပ်ငန်းကိစ္စတော်၎င်းဒီလိုအကြံဉာဏ်ကောင်းလေးတွေအပြည့်အဝပေးလာမယ်တွေ့ရပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးစူးလုံးဝမရှိပါဘူးရှင်။ယခင်ကလေးကကျမ်းမာရေးယောဂဝေဒနာခံစားနေရတဲ့တနစ်လာသားသမီးချစ်မိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနယ်ဆေးနဲ့တွေ့ပြီ။ဆရာကောင်းသမားကောင်းတွေ့ပါပြီ။စီကူတာမှုအောင်မြင်စေမဲ့တစ်ပတ်တာလို့မြင်ပါတယ်။ ်အေးချမ်းချင်းငြင်းချမ်းချင်းတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိတီဘာလေးပဲလုံလိုက်လုံလိုက်ကိုလုံရတဲ့ကိစ္စလေးတွေမှာအခက်ခဲလေးတွေချမ်းရနေပြီးတော့မှရင်ဆိုင်ကြုံတော့ရပဲကိစ္စလေးရှိတဲ့အတွက်ကြောင့်မအေးချမ်းသေးလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းနေပါတယ်ထီတိုကန်ဆန်ပဲဆိုရင်တော့6တလုံးထီတိုကန်ဆန်လို့ရပါတယ်ဝင်လာတော့ဝီကြီးတွေမိမိလက်ထဲမှာဆိုရင်အဖက်မတည်တတ်ဘူးဒါကြောင့်မိမိကတကယ်လုံးချုံစိတ်ချရတဲ့နေရာတွေမှာထားမယ်ဆိုရင်ပို့ပြီးတော့မှအဆင်ပြေပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ကိုလှုပ်ရတဲ့ကိစ္စလေးတွေကိုပြောရတဲ့ကိစ္စလေးတွေဆိုရင်တစ်ကြိမ်တစ်ခါတည်းနဲ့မပြီးပဲနဲ့နှစ်ကြိမ်နှစ်ခါပြောဆိုရတာမျိုးလေးတော့ကျွန်တော်တက်ပါတယ်ဒီတော့တနေ့မှာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ဖက်ဖြစ်စေတဲ့ရေရရာကောင်းကြီးဆံမပေးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရွက်မဲ့ရေရရာကတန်ဃာတော်ကို နန်းကြီးသုံးလူတန်းချင်းဖြင့်ဆုံးလောင်းလူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမိလူတွေ့ရပါတယ်ရှင်9ရက်9လမှာ17ရက်9လတပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလောက်ကန်ဒီအရန်ကောင်းနေ အလုံနဲ့ပတ်သက်ပြီးတော့နေရာကောင်းတွေလည်းရတဲ့တင်အယောင်းဝယ်နဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတွေမိမိကဘာလေးပဲရောင်းလဲရောင်းလိုက်အယောင်းဝယ်ကောင်းတွေပဲတပတ်တာလူတွေ့ရပါတယ်တန်ဖိုးကြီးတို့ပြည်စီများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းနေပါတယ်စီမှုသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာစိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ် ရန်အန်ဒီရဲ့စစိုးဝါမရှိပါဘူးရှင်မိမိကအချစ်သူခင်သူတွေပေါ်နေတဲ့တပတ်တာလို့လည်းမြင်ပါတယ်အချီးနဲ့ပတ်သက်ပြီးတော့အေးဒီမေညင်းဒီမေအေးစစီလေးဖြတ်တန်းနေရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အလူတန်းလေးတွေမိသားစုလိုက်လှုပ်ဆောင်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့အဆိုးကျိုးမရှိဘူးသို့ပေမဲ့အေးအေးပတ်တာတရားလေးတော့ခန်းစားတဲ့ဒီဒါကြောင့်အနေတိုင်းမြှုပ်ဆိုင်ပါတော့ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာလို့မြင်ပါတယ်။ကိုလှုပ်ဆောင်ရမယ့်တိစရက်တွေအစီအစဉ်တကြနဲ့ပုံစံလေးချပြီးတော့လှုပ်ဆောင်နိုင်မယ့်ထင်ပါပါပါတယ်။ဆိုင်ရဆိုင်ရနဲ့ပတ်သက်တာစာချုပ်ဆိုင်ရနဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတဲ့ကိစ္စလက်မှတ်ထိုးတဲ့ကိစ္စမှာအမားအယွင်းလေးတွေဖြစ်တဲ့တည်းဒါလေးကိုတော့သတိထားပါနော်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြေးကိစ္စတွေခေါင်းရှုပ်ရတယ်။အဲ့ဒါကရရရှိတာရောပေးရရှိတာရောအင်မတန်ခေါင်းပူနေတဲ့ခေါင်းရှုပ်နေတယ်လို့တွေ့ရပါတယ်။အခုနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအတိုက်ခံနေကြတယ်ဖောက်ထွက်ပြီးအောင်မြင်စင်ဘက်တစ်ပတ်တာလို့မြင်နေပါတယ်။ဒီတော့အင်္ဂါသားသမီးချင်းပြီးဆွေတွေကန်ထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။အင်္ဂါသားသမီးချင်းပြီးဆွေပြုလို့ဆောင်ရမယ့်ရေရာကမိမိနေင်္ဂဖျားပါ ထမင်းနေပြောင်းမှုကြုံနေစက်ကတ်လူတိုင်းချင်းဖြစ်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမိလူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်9ရက်9လ2025မှာ17ရက်9လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချစ်ပြီးစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဘုဒ္ဓဟူးသားသမီးချစ်မိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာအနေငယ်ရှိတယ်ခရူးဆိုင်ပါတော့အထက်လူကြီးအကြီးကဲများရဲ့ညှိုးတာကိုခံရတဲ့ပါတယ်ဒါကြောင့်တတိထားပါ တာမိုးကြီးရဲ့ပစ္စည်းတွေထွက်တက်ပါတယ်အရေးကြီးသောစာရွက်စာတမ်းများပျောက်တက်ပါတယ်ယူဆိုင်ပါနော်မိတ်ဆွေပေါင်းတင်တဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိပါတယ်။မြေကိစ္စအမွေနှစ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစကားပြောဆိုတဲ့အခါအောင်မြင်စေဖက်တပတ်တာပါ။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါမယ်။အိမ်အယောင်ဝယ်လုပ်တာအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ငှားတာနောက်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပြင်တာအိမ်ဆောက်တာဒီလိုကိစ္စလေးဆောင်ရွက်တဲ့အခါမှာအဆင်ပြေအောင်မြင်စေဖက်တပတ်တာပါ။ ဆွေမျိုးသားချင်းစီကနိုင်ရေးတရင်ညီကြတပါတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိနေတဲ့ဂိမ်းဆိုင်ပါနော်။မိမိသွားတယ်လာတဲ့နေရာပြောဆိုတဲ့အခါမှာပို့ပြီးတော့တရီလေးထားစီချင်ပါတယ်။ကျမကြီးနဲ့ပတ်သက်ပြီးတော့ဆိုးကျရှိတဲ့ဂိမ်းဆိုင်ပါနော်စီးဥစည်းကန်တွေပြရတဲ့တည်းအချင်းချင်းခါခါပြနေရတယ်တခါတည်းမပြီးတာမျိုးလေးဖြစ်တဲ့တည်းပို့ပြီးတော့ငွေကုန်တာမျိုးလေးလည်းကျွမ်းဝတ်တတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်အပြင်ကိုအကြီးကဲတွေအတွက်ပူပန်နေရမယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီထူးကံဆန်းကျင်နေဆိုရင်တော့ခုနှစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ငွေကြီးကိစ္စကြီးစကားပြောဆိုတဲ့အခါမှာအဆင်ပြေလာပါလိမ့်မယ်။အဲ့တော့ငွေကြီးစကားပြောဆိုပြီးဆိုရင်မိမိအနေနဲ့အဆောင်ကောင်းလေးဆောင်သွားပြီးမှပြောဆိုရဲဆိုရင်ပို့ပြီးတော့ထိရောက်ပါတယ်။အဲ့ဒါကတော့ဗာလိဆောင်သွားအောင်လေဆိုရင်မိမိရဲ့ ပတ်စံအိတ်ထဲမှာငွေတစ်ထောင်နဲ့အစ်စ်ကလေးတရွက်ကိုရင်းမွေးလေးဆွပြီးတော့စောင့်သွားရင်ငွေကြီးကိစ္စစကားပြောဆိုတဲ့အခါအဆင်ပြေစေပါလိမ့်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါလိမ့်။ဒီခုထီတို့ကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီတို့ကန်ဆန်းလို့ရပါလိမ့်။လည်းလာပါလေပွန်လန်းစီပဲတပတ်တာလို့တွေ့ရပါတယ်အဲ့တော့အားလုံးကိုချုံပြီးတော့ဆရာမကြည့်လိုက်တဲ့အခါမှာဒီတပတ်လုံးကိုကြည့်လိုက်တာဘုဒ္ဓဦးသားသမီးတွေမိမိကအเจ้าမကြီးနဲ့ပတ်သက်တဲ့ဝေဒနာလေးကိုပို့ရပြီးဆိုင်စီခြင်းပါတယ်ဒီတော့ ကံထောက်ပတ်ဖြစ်စေရည်ရာကောင်းလေးဆံမပေးခြင်းပါတယ်။ဘုဒ္ဓဥဒ္ဒသမီးချင်းပြီဆိုရင်ပြုလုပ်ဆောင်ရွက်မဲ့ရည်ရာကကြောင်ကလေးတွေကိုအစာဝဝလေးလေးကျွေးပြီးတော့ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည့်တဲ့သွားမိတ်လူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2015မှာ17ရက်9လ2015တပတ်တာကြာသာပရိသတ်သမီးချင်းပြီဆိုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ဂျာတာဘီသားသမီးချင်းမိတ်ဆွေအလုံးမှာမိမိအနေနဲ့တကယ်လို့ဆောင်နေတဲ့အခါမှာအခက်အခဲတွေကြုံရတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိစေမယ့်တပတ်တာလို့မြင်နေပါတယ်။တန်မှုကြီးသောပစ္စည်းများဝင်လာမစေရောက်ရှိလာမှာပဲတွေ့ရပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာပါ။ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရများစီစဉ်ညွှန်ကြားတဲ့အခါအစီအပြေပင်အောင်မြင်စီပင်မိမိအနေနဲ့အိမ်ဝဲချင်တာလားအိမ်ရောက်ချင်တာလားဒီလိုကိစ္စတွေစကားပြောဆိုတဲ့အခါမှာလည်းကိုပြောတဲ့အတိုင်းပဲနှုတ်ကလည်းအဝင်စင်းရွှေပြီးတော့မှတိတိယယောက်ပြောနိုင်တယ်လို့တွေ့ရပါတယ်စီဘူးသားချင်းစီကတရေကောင်းတွေကြားတက်ပါတယ်အကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာလို့မြင်ပါတယ်ရဲအလီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နာအလွန်ပွင့်လန်းနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာသောအိမ်တော်ကြီးလို့မြင်နေပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ view စိုက်ပါအထိုက်အထမကောင်းတာလေးတွေဖြစ်တတ်ပါတယ်အဲ့တော့အဓိကတော့ခါကျောညက်တာနောက်ပြီးတော့တင်းမဆုံကျောညက်တာလေးကိုသတိထားပေးပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့မိမိထက်သူတစ်ပါးကိစ္စတွေကိုအမြဲတမ်းပုံပန်နေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ် ကန်နဲ့ပတ်သက်ရင်တော့ကန်အားနေပါတယ်ဒါပေမဲ့ဒီတို့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုဒီတို့ကန်ဆန်းလို့ရပါတယ်ငွေကြီးလက်လာပါများပွင့်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာမပြုံလင်းသောငွေအစုလိုက်ပုံလဲရဖို့လဲတွေ့နေရပါတယ် အောင်နဲ့ပတ်သက်ပြီးတော့ကိုပိုင်ဆရာလေးချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိသည်ကိုပါလေးပဲလုံလို့ကိုလုံးတဲ့ကိစ္စရဲ့အတိုင်းမှာအဖက်ဖက်ကလေးကိုကြီးကောင်ထောက်ပံ့ကောင်တွေရဖို့တော့ရှိတယ်။ဒို့ပင်ပဲကိုကလုံလိုက်တော့မေးဆိုတာနဲ့အဖက်ပေါင်းစုံပေါ်လာတတ်ပါတယ်။ဒါတော့ဘလို့အဖက်မျိုးပဲရှိနေပါစေဘလို့အခက်ခဲမျိုးပဲရှိနေပါစီလုတ်ဆီယာရှိတဲ့ကိစ္စကိုဒီဇိုင်းမမတ်ကလေးလုတ်ဆောင်သွားပြီဆိုရင်ပို့ပြီးတော့အောင်မြင်စေမဲ့တပတ်တာပါဒီတော့ဂျာတာဘီတာတပီချစ်ပီဆွေတွေ ံထောက်ဖက်ပြည်စီရဲ့ရေရာကောင်းလေးဆံမှပေးချင်ပါသည်သာသာပြီးသားသမီးချစ်မိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာလေးကမိမိရဲ့အိမ်ဖျားတော်၎င်းဝေးနေတောင်းတော်၎င်းထီးဖြူအသေးလေးတွေငါလက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမိတို့တွေ့ရပါလိမ့်ရှင်မင်္ဂလာပါရှင်9ရက်9လ2025မှာ17ရက်9လ2025တပတ်တာတောက်ကြသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင် တောက်ကြသားပြီးချင်းပြီးဆွေအင်မတန်မှအလုတ်ကံလေးကောင်းနေပါတယ်အလုတ်မရသေးတဲ့သူကလည်းအလုတ်ရဖို့ရှိနေပါတယ်ငွေကြီးကိစ္စလေးတွေလည်းအဆင်ပြေပဲတပတ်တာလို့မြင်နေပါတယ်တံမိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်ခရီးကံလေးရန်ကောင်းနေတယ်မမျော်လင့်သောခရီးလေးတွေသွားတက်တယ်အဲ့ဒီခရီးဟာပျော်ရွှင်ဝေရခရီးဖြစ်တတ်ပါတယ်အိမ်ကိစ္စတွေစီစဉ်ရတဲ့အခါမှာခေါင်းရှုပ်စရာအာရုံနှောက်စရာလေးကျင်းဝတ်တတ်ပါတယ် ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အချီအင်းနဲ့ပတ်သက်ပြီးတော့အချစ်တစ်တီတူလာတဲ့တည်းမျက်နှာအရင်ပွေနေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရတော့အိမ်တော်ကြီးတို့မြင်နေပါတယ်။ကျမကြီးနဲ့ပတ်သက်တော့ဖြူးဆိုင်ပါအဓိကတော့ကျမကြီးကကိုလက်နိုင်ကျိကြိုက်ခဲ့တဲ့ဝေဒနာလေးခံစားရတဲ့ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ဗာလိပဲလုံးလို့အမြဲတမ်းတဲတိရင်ပိုလေးတွေလောက်လာမျိုးလေးဖြစ်တဲ့ပါလေ ကန်နဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒို့ပေမဲ့ထီထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆဲလို့ရပါတယ်။ငွေကြီးလက်လာပါများပွလန်းလာမယ်။ဒို့ပေမဲ့မိမိလက်ထဲမှာငွေမပြဲတာမျိုးလေးဖြစ်တတ်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကလည်းပဲတစ်ဖက်သူကိုပြောတာဆိုတာလေးတွေမှာနည်းနည်းသတိထားပါမိမိရဲ့အပြောဆိုလေးတွေကြောင့်တစ်ဖက်သူကမိမိကိုတန်တရားဝင်တာနောက်အထင်မြင်မှားတာမျိုးလေးခံရတတ်ပါတယ်။ဒီတော့ကန်ထောက်ဖက်ဖြစ်စီတဲ့ ရေရာကောင်းလေးကိုဆရာမပေးချင်ပါတယ်။ကြောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကအိမ်နာပတ်ဝန်းကျင်မှာရှိနေတဲ့တက်ကြီးရွယ်အိုတွေကိုစီးဝါတက်စာလူတိုင်းချင်းဖြင့်မိမိကဲကဲနေသောတပတ်တာအလုံးစုံပြည်လည်သွားပေးတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်9ရက်9လ2025မှာ7ရက်9လ2025တပတ်တာ စနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင် စနေသားသမီးချစ်မိတ်ဆွေအလုတ်ကိုင်းနေအင်မတန်မှကောင်းနေပါတယ်။နာမည်ကုန်တရင်နေတက်ပက်တပက်တာလို့လည်းတွေ့ရပါတယ်။တံမိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတရင်များချမ်းအပ်တတ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်။ဆွေမျိုးသားချင်းစီမှအကူကြီးကောင်းနေထောက်ပံ့ကောင်းနေကြံ့ကြံ့ကောင်းနေရရှိစေမယ့်တပတ်တာပါ ရန်အနေနဲ့လုံးဝလုံးဝမတွေ့ရပါဘူးရှင်မိမိအနေနဲ့ရန်အတိုက်အခံမရှိရပြင်ချစ်သူခင်သူ ပေါ်လာပဲတပတ်တာလို့တွေ့ရပါတယ်အချီးအင်းနဲ့ပတ်သက်ပြီးတော့အင်တန်မမျက်နှာတွေပွင့်နေတယ်ဆန်းပွင့်နေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအိမ်တော်ကြီးလို့မြင်ပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းစိတ်ပါလက်တချမ်းဟာခန္ဓာကိုယ်တချမ်းပေါ့နော်ခန္ဓာကိုယ်တချမ်းရဲ့အဲဒီလက်တစ်ဖက်ဟာကြိုက်ခဲနာကျင်နေတဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အရာရာမှာကိုတီဥဆောင်နေရတာကိုတီလုံးဆောင်နေရတယ်ဘာလေးပဲဖြစ်ဖြစ်ဥစည်းနေရတယ်သူဆိုရင် ပို့ပြီးတော့မှပင်ပန်းစရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့ သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝိကြီးလက်လာပါများပွန်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်။ကံနဲ့ပတ်သက်တဲ့ငွေတွေအစုလိုက်ပုံလိုက်ဝင်လာမယ်လို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိသည်ကိုလုံနေတန်လန်းနေကိုကမိသားစုအတွက်အလုပ်လုပ်နေတယ်ဒါမှမဟုတ်မိသားစုအတွက်ငွေကြေးကိစ္စပြောဆိုနေရတယ်ဒီလိုကိစ္စရဲ့မျိုးမှာတစ်ခါတည်းတစ်ချိန်တည်းမပြီးဘဲနဲ့အချိန်ကြီးခါခါလှုပ်ဆောင်နေရတာမျိုးတွေတော့ကျုံဝတ်တပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရာကမိမိနေအိမ်ကဘယံမှာ တာကူဂျိုတပကံလူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သောမေးလို့တွေ့ရပါတယ်ရှင်